အင်အားတရာကျော်ပါတဲ့စစ်ကြောင်းကိုနိုဝင်ဘာလ12ရက်မနက်ပိုင်းတော်လိုင်းတက်တွေကချပြတိုက်ခတ်ရမှာလဲခွင်နေပါတိုက်ပွဲပြင်းထန်ဖြစ်ပြီးတော့တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီးစေအုပ်စုအထိနာကတက်ပြတ်ထွက်ပြေးတယ်လို့မြေပြင်တိုက်ပွဲမှာပါဝင်တဲ့တော်လိုင်းတက်တွေကပြောပါတယ်ဒီတိုက်ပွဲအတွင်းမှာတိုက်ပွဲအတွင်းရုပ်တန်းချိုးကျွန်တော်လည်းအတူတူလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်အရင်အားရစရာလည်းကောင်းပါတယ်

这是日本啊，拿着等下瓦机瓦的路上。哎。Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những

Osmanlı Kurbaşı Budayı